ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ159 32ပြိုင်ပွဲရဲ့ခေါင်းပွဲပြီးဆုံးသွားခဲ့ပါပြီဒီပွဲမှာ Time Fighter ကြောက်စုရိုင်းအနိုင်ရရှိသွားခဲ့ပါတယ်ခင်ဗျာ Time Fighter ကြောက်စုရိုင်းဟာသူ့ရဲ့အကောင်းဆုံးပုံစံကိုထုတ်ပြပြီးတော့၅ပွဲဆက်တိုက်အနိုင်ရလောက်ကိုရယူသွားခဲ့တာဖြစ်ပါတယ်ဒီပွဲမှာကြောက်စုရိုင်းအနေနဲ့52စက္ကန့်လောက်ပဲပြိုင်ဘက်ကိုအနိုင်ယူဖို့အားထုတ်ခဲ့ရတယ်ခင်ဗျာ52စက္ကန့်ပြီးတဲ့အချိန်မှာရင်ပွဲပြီးဆုံးသွားခဲ့ပါတယ် တပတ်ကကြောက်စရရဲ့ပြန်ပဲနာခော့ပါပွဲအစအဲ့အချိန်ပိုင်းအနှဲငယ်လောက်သာကြောက်စရိုင်းကိုအပြန်လန်းကစားနိုင်ခဲ့တာပါနောက်ပိုင်းမှာတော့ပွဲကိုကြောက်စရိုင်းကနေပြီးတော့အသာစီးအနေထားကနေစိတ်ကြိုက်ထိမ့်ရှုပ်သွားခဲ့ပါတယ်ခမနာခော့ပါအဲ့လိုအပြန်လန်းရှင်ထိုးနေတဲ့အနေထားမှာသူ့အနေနဲ့ကြောက်စရိုင်းကိုဖိအားမပေးနိုင်တဲ့အပြင်ကြောက်စရိုင်းရဲ့ရှေကန်ချက်တွေကြောင့် နောက်ဆုံးရတာဖြစ်လာတယ်။နောက်ဆုံးမှာကြောက်စုရိုင်းရဲ့လက်တီတွဲလုံးတွေကိုသူတောက်မခံနိုင်တော့ဘူး။တောင်းကိုကတ်သွားတဲ့အနေထားဖြစ်လာတယ်ဗျ။အဲ့လိုဖြစ်လာချိန်မှာပဲကြောက်စုရိုင်းရဲ့ရှေကန်ကျက်ဝင်ပြီးတဲ့နောက်လက်တီတွဲလုံးတွေဇက်တိုက်ပြစ်ဝင်သွားတဲ့နောက်မှာနာခေါ့ပထမတစ်ချိန်နော့ခ်ဒေါင်းကျသွားခဲ့ပါတယ်။နော့ခ်ဒေါင်းကျသွားတဲ့အချိန်မှာကျိုးဝမ်းဒိုင်လူကြီးကအမတ်စင်ရေတွက်ခဲ့တယ်။အမတ်စင်ရေတွက်လို့အဲ့အချိန်ပိုင်းရှာတွေ့မှာပဲနာခေါ့ပြန်ထလာနိုင်ခဲ့တယ်။ အဲ့တော့ဂျိုဝန်တန်တို့ရအရှင်တွေကိုဆက်ကြည့်ပြီးတော့ပွဲကို ပြန်တယ်ပေးခဲ့တယ်ပွဲပြန်ထိုးဖို့ဂျိုဝန်တန်တို့ရခွင့်ပြုလိုက်တဲ့အတိုင်းနဲ့ကျောက်စုရိုင်းကခုံကန်နဲ့ရှေကန်ချက်နဲ့အတူတစ်ဖက်ကနာခရော့ကိုပြန်ပြီးဖိအားပေးခဲ့ပါတယ်နာခရော့ကပြန်ထလာတဲ့တပြိုင်နက်နောက်ကိုပြန်ဆောက်ရရင်ထရောက်သွားတယ်အဲ့နောက်မှာတော့ကျောက်စုရိုင်းကသူ့ရဲ့အဘပြင်းထန်တဲ့လက်သီးကျက်တွေနဲ့ဒရဇတ်ဆိုသလိုပဲနာခရော့ကိုဖိထိုးပြန်ပါတယ်ဂျိုဝန်တန်ကိုရောက်သွားတာနဲ့တပြိုင်နက် ဒီနာခရော့အနေနဲ့ရှုံးပြီဆိုတာကိုတော့ကျွန်တော်ရိပ်မိလိုက်တယ်ဗျ။ဘာကြောင့်လဲဆိုတော့အဲ့ဒီချိန်ကနော့ကဒေါင်းကျလို့အမှတ်စဉ်ရတော့ပြန်ထလာလဲ။ပြန်ထားပြီဘလို့တော့မကြ။နော့ကဒေါင်းပြန်ကျမှာပဲလေ။ round တစ်ခုမှာ၃ချိန်နော့ကဒေါင်းကျရင်ဒါ automatic ပွဲပြီးတာ哦။အဲ့တော့ရှုံးပြီဆိုတော့သိလိုက်တယ်။ဒါပေမဲ့အဲ့လိုပြန်ထလာပြီးတော့ဂျိုးဝိုင်းဒေါင်းအောင်ကတ်သွားပြီးတဲ့အချိန်မှာပဲအလေလိုနေရာမျိုးကိုပြန်အောင်လာတယ်။အဲ့အချိန်မှာနာခော့ခံချက်ပြတ်နေပြီ။ပြတ်တဲ့အချိန်မှာကျောက်စုရိုင်းက ူ့ရဲ့အပါလာတဲ့ရှေကန်ချက်ကိုကောင်းတဲ့လေမင်းအဆက်နေရာကို ပြစ်ပြီးတော့ကန်ထည့်လိုက်တဲ့ချက်အဲ့တော့နောက်ခေါက်ကကျိုးဝမ်းစင်မီတက်ကို ရှေပြက်လက်ပြက်ပုံရသားလဲကြသွားခဲ့တယ်ပေါ့လေကျိုးဝမ်းတန်သူကြီးကချက်ချင်းပဲပွဲကိုရန်လာလိုက်ပြီးတော့ကြောက်စုရိုင်းကိုအနိုင်ဖြစ်သတ်မှတ်ပေးလိုက်တယ်ကြောက်စုရိုင်းအတွက်တော့ဒီပွဲဟာအမှတ်တရနိုင်ပွဲဖြစ်ခဲ့ပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့ဒီနေ့ဟာသူ့မေရဲ့မွေးနေ့ဖြစ်လို့ပါပဲအဲ့တော့အမေအတွက်မွေးနေ့လက်ဆောင်ဖြစ်ဒီနိုင်ပွဲကိုသူရည်စူးတယ်လို့လည်း ပွဲပြီးမှကျောက်စုရိုင်းကပြောသွားခဲ့ပါတယ်။ပြီးတော့ရှက်ထရီကလည်းဒီပွဲမှာကျောက်စုရိုင်းကို bonus အဖြစ်ဘတ်9သိန်းရှင်းပြလိုက်တယ်ပေါ့လေ။အဲ့တော့ဒီပွဲဟာကျောက်စုရိုင်းအတွက်တော့အဘဘကအမြတ်ထွက်တဲ့ပွဲလို့ပြောမယ်။9ပွဲဆက်အနိုင်ရလိုက်တဲ့အတူ အမေကိုလည်းဝင်းနေလဆောင်ပေးလိုက်နိုင်တယ် bonus လည်းရသွားခဲ့တယ်ပေါ့လေ။တစ်ဖက်မှာရှိနေခဲ့တဲ့ကျွန်တော်တို့ fighter တယောက်ဖြစ်တဲ့ နာခေါက်ကတော့နောက်ဆုံးထိုးတဲ့၃ပွဲမှာနှစ်ပွဲမြောက်အဆုံးရလကိုရင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီပွဲကတော့ကြောက်စူရိုင်းပြိတ္တတွေပျော်ရွှင်ခဲ့ရတဲ့ပွဲလိုပဲသုံးသပ်မှတ်ချက်ပေးရင်ပြိတ္တတွေကိုတင်ဆက်ပြပြပေးလိုက်ပါတယ်ခင်ဗျကြည့်ရှုအားပြီးပြိတ္တအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ